မြမစာပေပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့အချိန်ဆွဲတတ်တဲ့အကျင့်ကိုအချက်၃ချက်နဲ့အပီးတိုင်ဖြောက်ဖြက်ပြည့်ရမယ်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်တင်ကတခုခုလုပ်တော့မယ်ဆိုမနှက်ဖြန်မှလုပ်ပါမယ်လေမနှက်ဖြန်ရှိသေးတာပဲအချိန်တွေအများကြီး ရှိပါသေးတယ်လို့တွေးမိတတ်သူတယောက်လားဒါမှမဟုတ်စာကြဲရတော့မယ်ဆိုရင်၅မိနစ်လောက်နေမှကြက်မယ်ဆိုပြီးတော့ TikTok reel တွေ ဆိုရှယ်မီဒီယာတွေကိုဇက်တိုက်ကြည့်နေရင်းနဲ့တညာလုံးအချိန်ကုန်တတ်သွားတဲ့သူလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကအချိန်ဆွဲမိလို့ကိုကိုကိုစိတ်ပြက်နေသူတွေအတွက်အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်နံပါတ်1တကယ်တော့ကိုကတခုခုလုပ်တော့မယ်ဆိုရင်အချိန်ဆွဲမိလဲဆိုတာတကယ်လုပ်ရတဲ့အခါမကောင်းတဲ့ရလက်ရလာမှာကိုကြောက်တာမျိုးဒါမှမဟုတ်ကိုရဲ့မြင်မာလုံးနဲ့မျောလင်းချက်တွေနဲ့မကန့်ညီမှာ စိုးရိမ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုကအလုတ်လုတာပဲဖြစ်ဖြစ်စာတပုတ်လုပ်ရတဲ့အခါမှာပဲဖြစ်ဖြစ် ကြီးမားတဲ့အလုပ်တွေကိုတေးငယ်တဲ့အစင်လေးတွေအဖြစ် ခွဲချမ်းစိတ်ဖြာပြီးတော့အဲ့ဒီကနေစလုပ်ကြည့်ပါ။အဲ့ဒါမှာပထမအဆင့်စတင်ရတဲ့အခါပို့ပြီးတော့လွယ်ကူလာနိုင်ပါပါ။နံပါတ်1အလုတ်လုတဲ့အခါစာကြက်တဲ့အခါအဲ့ဒီအရာတွေကိုလုံနိုင်ဖို့အတွက် ကိုယ်စိတ်ကိုလုံးစော်ပေးနိုင်တဲ့အရာမရှိတဲ့အတွက်ကြောင့်လဲကိုကမတိလိုက်ဖဲအချိန်ဆွဲမိတာမျိုးလဲဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုယ်စိတ်ကိုလုံးစော်ပေးနိုင်မယ့်အကြောင်းရင်းကိုရှာဖွေပြီးပို့ပြီးပျော်စရာကောင်းအောင်ဒါမှမဟုတ်တခုခုပြီးမြောက်အောင်မြင်သွားပြီဆိုရင်ကိုယ့်ကိုယ်ကိုစုချပေးတာလိုမျိုးစိတ်ကိုတက်ကြွစေမယ့်နည်းလမ်းတွေကိုအသုံးပြုပေးပါ။နံပါတ်3လူတိုင်းကတော့ကိုယ်လုံးနေတဲ့အလုပ်ပေါ်အာယုံဆိုင်မရတဲ့အခါမှာဆိုရင်လဲအချိန်ဆွဲမိတတ်ကြတာပါပဲ။ ဒါကြောင့်လုံမဲ့အလုပ်ကိုဘယ်တော့ပြီးရမယ်ဆိုတဲ့ deadline တိကျသတ်မှတ်ပြီးလုပ်တာဒါမှမဟုတ်ကိုယ့်ကိုအာရုံပြောင်းသွားစေနိုင်မယ့်အရာတွေမရှိတဲ့ပတ်ဝန်းကျင်မျိုးကိုကိုယ်တိုင် ဖန်တီးတည်ဆောက်ထားတာမျိုးအာရုံပြန့်လွင့်စေတဲ့ notification တွေ website တွေကိုပိတ်ပေးတဲ့ application တွေကို အသုံးပြုတာစတဲ့နီလန်းလေးတွေကလည်းအလွန်ကိုအသုံးတဲ့နီလန်းလေးတွေလို့ပြောလို့ရပါတယ်။အချိန်ဆွဲခြင်းကိုကြော်လွှားနိုင်မှုကတော့နီလန်းတွေအများကြီးရှိပါသေးတယ်။ ဒါပေမဲ့မြမစာပေကိုနားဆင်နေကြတဲ့သူတွေအတွက်အခုလိုပြောပြပေးသွားတဲ့အချက်၃ချက်တည်းကိုတိကျစွာလိုက်နာရုံနဲ့လဲအချိန်ဆွဲတတ်တဲ့အလေးချင်းကိုအပီးတိုင်ဖြောက်ဖြက်ပြလိုက်လို့ရပါတယ်လို့ပြောခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့တင်းငယ်တဲ့အဆင့်လေးကနေစတင်ဆောင်ရွက်ခြင်းကပိုပြီးကြီးမားတဲ့အောင်မြင်မှုထိရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့အထီရောက်ဆုံးနည်းလမ်းပဲဖြစ်နေလို့ပါပဲ။အခုကြီးစုနေကြတဲ့သူတွေထဲမှာလဲအချိန်ဆွဲတတ်တဲ့အကျင့်ရှိခဲ့ရင် ကိုအချိန်ဆွဲခဲ့မိတဲ့အတွက်ကြောင့်ဘာတွေထိခိုက်နစ်နာမှုတွေဖြစ်ခဲ့ပြီးအခုရောဘလို့ကြော်လွားပြီးတော့စူးစမ်းအထောက်ခဲ့တယ်ဆိုတာကိုကွန်မန့်မှာမျှဝေပေးသွားကြပါအောင်ခင်ဗျာအခုလိုမိမိတို့ဒဇုံတရားအကျိုးရှိစေမဲ့ဘူးတုဒ္ဒရရှိစေရာအကြောင်းအရာလေးတွေကိုကျွန်တော်တို့မြမစာပေကရှာဖွေတင်ဆက်ပေးသွားအောင်ပါလို့ကျွန်တော်တို့မြမစာပေ YouTube channel နဲ့ Facebook page တို့ကို like subscribe and follow လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံပါရစေခင်ဗျာ။